မင်္ဂလာပါဖုတ်ဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့အကျိုးဆိုပါတယ်ဒီနေ့ကတော့အတောက်ကြနေပါတော့ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ဥရောပလီပွဲစဉ်အစုစုပေါင်း ၅ဘွဲကစားဖို့ရှိရပါတော့။အဲ့တော့ဒီနေ့ကစားသောက်ဖို့ရှိတဲ့ဥရောပလိပိုးစင်တွေတဲကနေပြတော့မှ၃ဘွဲကိုဒါဒီနေ့မှအကျွတ်တင်ပြီးအသုံးသက်ပေးမှဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီတခြားထိတ်တန်းသည့်ပြိုင်ပွဲတွေရဲ့ပွဲစဉ်တွေရဲ့အသုံးသက်ချက်တွေတစ်တစ်ပြီးတော့တခြားမောင်းတွဲတွေပေါ့နော်။ဒါတွေအကုန်လုံးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြရပါတော့။အဲ့တော့ Viber Channel Link ကို Telegram Channel Link ကို Link နှစ်ခုလုံးကိုဒီဗီဒီယိုအောက်က Comment မှာ Pin Comment အနေနဲ့ထောက်ပေးတာပေါ့နော်။ဝင်ပြီးတော့ Join ထားနိုင်တယ်ပေါ့။အဲ့တော့ဒီနေ့အတွက်ပရမောင်းဆုံးသုံးသက်ပေးခြင်းတဲ့ပွဲစဉ်အချက်တော့ဒီနေ့ညတနင်္လာမှာကစားမယ့် German Bundesliga ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ဟော်ဖိုင်းင်းနဲ့ကိုလုံးတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါ့ကြီးကျွန်တော်ပြင်ချင်ဟော်ဖိုင်းင်းကတကိုးသွင်း95ပြရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင် သုံးကိုတွေ့ငါးပြားရှုပ်မယ်ပေါ့နော်အဲ့တော့ဒီကိုလုံးအသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်သူတို့ကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံးသုံးပွဲကိုကျွန်တော်ပြန်ကြည့်ဒီတစ်ဖက်ကပြိုင်ပွဲအသင်းကတရီရှုံးဆိုပြီးတော့ထွက်တာကြီးကြီးတကူမှာကိုလုံးကနှစ်ပွဲတိတိကြီးအောင်ခဲ့တယ်ပေါ့နော်ပြီးတော့ကိုလုံးကစားခဲ့တဲ့နောက်ဆုံးငါးငါးပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းတရီရှုံးဆိုတဲ့ကြီးတကူမှာကိုလုံးကသုံးပွဲတိတိကြီးအောင်ခဲ့တယ်ပေါ့နော်တစ်ဖက်ကဟော်ဖိုင်အသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့အသင်းကသူတို့ရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့နောက်ဆုံး၄ပွဲစရိုက်မှာဟော်ဖိုင်ကတရီရှုံးဆိုတဲ့ကြီးတကူနဲ့ပြိုင်ပွဲကိုအနိုင်မရဘူးသေးဘူးပေါ့ ော်ပြီးတော့သူတို့ကစားကြီးရဲ့အိမ်ဝင်းနောက်ဆုံး10ဝင်းမှာဆိုလို့ရှိရင်လည်းကိုဘွဲကတရီရှုံးဆိုတဲ့ခြေတကူမှာဟော်ဖိုင်းကကြီးမအောင်ခဲ့ဘူးပြီးတော့အိမ်ဝင်းနောက်ဆုံး16ဝင်းမှာဆိုလို့ရှိရင်လည်း15ဝဲတိတိမှာဟော်ဖိုင်းကတရီရှုံးခြေတကူနဲ့မအောင်ခဲ့ဘူးပေါ့နော်အဲ့တော့အချက်လက်တွေရဆိုလို့ရှိရင်ဟော်ဖိုင်းကတရီရှုံးဆိုတဲ့ဒီခြေတကူမှာဒီ သူတို့ရဲ့အိမ်ဝင်းမှာကစားရတဲ့အသေးရှုံးဆိုတဲ့ကြေးကြေးတွေမှာဆိုလို့ရှိရင်တော်တော်လေးကိုမအောင်ခဲ့တာများတယ်ဗောနော်ပြီးတော့လက်ရှိဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဟော့ဘိုင်းကဒီတကိုးသွင်း65ပြားရမယ်ဆိုတဲ့ကြေးတစ်ခုကလုံးဝအသေးကြရင်အပြည့်ရှုံးမှာဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာတော့ဟော့ဘိုင်းတက်ဆိုင်တစ်ဖက်ကကိုလုံးသဘောကျတယ်ပြီးတော့ဂျာမန်ဘွန်ဒလီကပွဲစဉ်တစ်ပွဲလေးဖြစ်တယ်ဆိုတော့ဒါတောက်ကြနေညရဲ့ပွဲစဉ်တွေရဲ့ထုံးစံနိုင်မယ်ဒီပွဲကဘုံဝဲလောက်ပဲဖြစ်သွားလိမ့်မယ်ကျွန်တော်အနေနဲ့ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာကိုလုံးသင်းရွေးချယ်ပြီးခြင်းတယ်ဗောအဲ့တော့နောက်ထပ်အသုံးသက်ပြီးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ညတနင်္ဂနွေ ဘက်မှာကစားမဲ့စပိန်လာလီကပွဲစဉ်တစ်ပွဲဖြစ်တဲ့အိုဆာဆူနာနဲ့ဂီတာဖီပေါ့နော်အဲ့တော့အဲ့ပွဲစဉ်လက်ရှိပေါ့ကြီးကျွန်တော်ပြင်ကြည့်အိုဆာဆူနာကတရေကြရင်ပြား80ရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ဂိုးသွင်းပြား60ရောက်မယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ရဲ့ဂိုးပေါင်းကြီးကတော့နှစ်ဂိုးသွင်းပြား60ရောက်မယ်ဆိုတော့နှစ်ဂိုးသွင်းဂိုးပေါ်တလောက်နီနီဖြစ်သွားပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနှစ်သင်းလုံးကိုကျွန်တော်ပြင်ကြည့်ဒီနှစ်သင်းရဲ့ဟတ်ဒူရာရိုဆက်ဒီမှာဆိုလို့ရှိရင်နောက်ဆုံးထိတဲ့တွေ့ဆုံခဲ့တဲ့၅ချိန်ကိုကျွန်တော်ပြင်ကြည့်၅ချိန်လုံးကအပြန်လည်သွင်းဖို့ရှိခဲ့တယ်ဘိုတင်းတူကိုရ yes ဖြစ်ခဲ့တယ် ယ်ပေါ့နော်ပြီးတော့နောက်ဆုံးဒီနေ့တင်းရဲ့ထိတဲ့လို့ဆိုရင်နောက်ဆုံး၅ကြိမ်ပါဆိုလို့ရှိရင်လည်းနှစ်သိန်းပေါင်းသူကို၃ကိုတီရောက်ခဲ့တဲ့ပွဲစဉ်အားစုတော်၄ပွဲတိရှိရယ်ပေါ့နော်အဲ့တော့ပြောမှုဆိုလို့ရှိရင်ဒီနေ့တင်းရဲ့ပွဲစဉ်တွေကဒီအတွင်းကိုတွေအရင်နေပါခဲ့တာမဟုတ်ဘူးအတွင်းကိုတွေလည်းတော်တော်များများစားစားအောင်ရှိခဲ့တယ်ပေါ့နော်ပြီးတော့အိုဆာဆူနာက သူတို့ကစားခဲ့တဲ့သူတို့ရဲ့အိမ်ငွေးပွဲစီနေမှာဆိုလို့ရှိရင်သူတို့အတင်းရဲ့တိုက်စစ်ကကိုရဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးတည်ငြိမ်မှုရှိတယ်ပေါ့နော်။ဒီရဒီမှာသူတို့ကစားခဲ့တဲ့အိမ်ငွေးပွဲစီနေကိုကျွန်တော်ပြန်ကြည့်ရင်ကစားခဲ့တဲ့၃ဝဲမှာ၃ဝဲလုံးအိုဆက်ဆူနာက၉ရအောင်တွင်းခဲ့တယ်ပေါ့နော်။တစ်ဖက်ကဂီတာဘေးကိုကျွန်တော်ပြန်ကြည့်ရင်တော့သူတို့ဒီရဒီမှာကစားခဲ့တဲ့ အဝေးခွင်း၄ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကကိုးရခဲ့တာ၂ပွဲရှိတယ်၂ပွဲကိုမရခဲ့ဘူးဒါပေမဲ့လို့သူတို့ကိုးမရခဲ့တဲ့၂ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းအသိကြီးဖြစ်တဲ့ဘာစီလိုနာဗလန်စီယာအစရှိတဲ့အသင်းတွေကိုသူကိုးမရခဲ့တာဖြစ်တယ်ဗောနော်ဂျန်နဲ့ဆရာဘီဂိုလိုစီဗီလာတို့အစရှိတဲ့ ဒီ level အသင်းအနေနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဂီတာဖေးက6ရောင်တွင်းနိုင်ခဲ့တယ်ဗောနော်အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ပေါ့ပြီးတော့ဒီရာဒီဂီတာဖေးကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းဒီတပွဲမှာနှစ်သိန်းပေါင်းတွင်းကို2 9အောက်ကိုရောက်ခဲ့တဲ့ပွဲစဉ်တပွဲမှာမရှိဘူးဗောနော်ဒီစပိန်လာလီဂါကစားခဲ့တဲ့စုစုပေါင်း9ပွဲမှာဆိုလို့ရှိရင်နှစ်သိန်းပေါင်းတွင်းကို2 9နဲ့အထက်တည်းကြီးပဲဂီတာဖေးရဲ့ပွဲစဉ်တွေရရှိခဲ့တယ်ဗောနော်ပြီးတော့ဒီတစ်ဖက်ကဥစားစုနာကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့အသင်းကသူတို့ရဲ့ဒီစပိန်လာလီဂါအခွင့်ပွဲစဉ်3ပွဲကိုကျွန်တော်ပြန်ကြည့်3ပွဲလုံးက1စီး ိုတဲ့ reason နဲ့ပြီးဆုံးခဲ့တယ်ဆိုပေမဲ့လို့နောက်ဆုံးကစားခဲ့တဲ့ La Liga ၄ဘက်ကိုကျွန်တော်ပြန်ကြည့်နောက်ဆုံး၄ဘက်မှာဆိုလို့ရှိရင်ဒီတပွဲပြန်မြ Twin Go က၂ဂိုးနဲ့အထက်မှာပဲရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီဘွဲဒီ Head to Head reset တွေအရာဆိုလို့ရှိရင်လည်း Twin Go တွေရှိခဲ့တယ်အောင်မြင်တွေ့ခဲ့ရတယ်အဲ့တော့ဒီဘွဲမှာ၂သင်းပေါင်းဒီ2ဂိုးတော့အနည်းဆုံးရှိလိမ့်မယ်ကျွန်တော်ထင်တယ်ဗိုတင်းတူစကိုးရဆိုလို့ရှိရင်လည်း yes ဖြစ်လိမ့်မယ်1121လောက်ဖြစ်ဖြစ်လာနိုင်တယ်မဟုတ်လားဒီ တွင်ကိုအနေနဲ့ဆိုလို့ချင်းပေါ့အဲ့တော့ဂိုးပေါင်းကြီးအရ29သွင်းပြား60ရမယ်ဆိုတော့ဂျီတခုမှာဒီဘက်မှာတွင်ကို29လောက်တော့အနည်းဆုံးမျောနေကြည့်မယ်ပေါ့နော်အဲ့တော့ဒုတိယမြောက်ပွဲစဉ်မှာတော့ဂိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့ဒီနေ့အတွက်နောက်ဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ညတနင်္ဂနွေဘက်မှာကစားမဲ့အင်္ဂလိပ်ပရီးမီယာလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘုံပေါင်းနဲ့ F1 ပေါ့နော်အဲ့တော့အပွဲစဉ်လေးရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ဘုံပေါင်းကတည်ကြီးချင်း85ပြားရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်29သွင်း85ပြားရှုံမယ်ပေါ့နော်အဲ့တော့ဘုံပေါင်းကဒီပြီးခဲ့နေ့ဘုံလိုရာဒီတော့ဆိုလို့ရှိရင်သူတို့ဥရောပဝင်ခွင့်ရ ားဖို့အတွက်ဆိုလို့ရှိရင်နီးစပ်ခဲ့တယ်ဒါပဲမဟုတ်သူတို့ဥရောပဝင်ခွင့်မရခဲ့ဘူးအဲ့တော့ဒီနှစ်မှာသူတို့အတင်းကဒါချင်းဒီပေါ့ပို့ပြီးတော့သူတို့ရဲ့နောက်နှစ်အတွက်ဥရောပဝင်ခွင့်ရဖို့အတွက်ဆိုလို့ရှိရင်ဒီနှစ်ဘောလုံးရာသီမှာပုံမောင်းအနေနဲ့အကောင်းဆုံးဆက်ဆောင်ပြဖို့လိုတယ်ဘောနော်အဲ့တော့မနစ်ကဘောလုံးရာသီကအချက်လက်တွေကျွန်တော်ပြင်ကြည့်လို့ရှိရင်အန်တိုနီစီမန်ညိုရဲ့ဘုံမောကတော်တော်လေးအချက်လေးရဆိုလို့ရှိရင်အားကောင်းခဲ့တယ်ပေါ့နော်ဒီပြီးခဲ့တဲ့ဘောလုံးရာသီပရီးမီးယားလိမှာဆိုလို့ရှိရင်ဂိုးပေါက်ကန်ချက်အများဆုံးအသင်းကိုကျွန်တော်ပြန်သွားကြည့်ရင်ဂိုးပေါက်ကန်ချက်125ချက်နဲ့ဘုံမောက ဒီ Premier League မှာဆိုလို့ရှိရင်ပြီးခဲ့နှစ်ဘောလုံးရာသီတော့ကိုဘောက်ကန်ချက်အများဆုံးအသင်အဖြစ်ရပ်တည်ခဲ့တယ်ဘောနော်ပြီးတော့ဒီလက်ရှိအခုနှစ်ဘုံမော့ရဲ့ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းလဘဘူးအသင်တင်းနေဘောသူတို့ရှုံးခဲ့တယ်ဂျန်နေပွဲစဉ်တွေအကုန်လုံးမှာဘုံမော့ကမရှုံးကစားခဲ့တယ်ပြီးတော့အဲ့ဒီရှုံးခဲ့တဲ့လဘဘူးနဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းဘုံမော့ကမိနစ်60အထိလဘဘူးကိုတူးတူးဆိုလိုရလနဲ့တည်ကစားနိုင်ခဲ့တယ်အချိန်မူရောက်မှသာသူတို့တင်ကိုနှစ်ခုပြန်ပြီးပြေးခဲ့ရအဖြစ်တယ်ဘောနော် ပြီးတော့ဒီဘုံမော့ကသူတို့ရဲ့အိမ်ဝင်းမှာနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေ။ Wolverhampton, Brighton အစရှိရဲ့အသင်းတွေကိုအနိုင်ရခဲ့တယ်။ပြီးတော့ Spurs လိုအသင်းမျိုးကိုဆိုလို့ရှင်လေအဝေးကွင်းမှာဘုံမော့ကနိုင်ဝဲရခဲ့တယ်ပေါ့နော်။အဲ့တော့ဒီတစ်ဖက်က Fulham ကိုကျွန်တော်ပြန်ကြည့်ရင်တော့ Fulham က Marcos Silva လက်ထက်မှာတော်တော်လေးကောင်းလာတဲ့အသင်းတည်တင်းဖြစ်တယ်ဆိုပေမဲ့လို့ဒီရာသီမှာသူတို့ကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ဒါအဝေးကွင်း၃ဘက်ကစားခဲ့တဲ့အချိန်မှာ Fulham ကရမှတ်အနေနဲ့တမပဲရခဲ့တယ်ပေါ့နော်။အဲ့တော့ဒီပြောမှဆိုလို့ရှင် Fulham အနေနဲ့ ဒီအိမ်ဝင်းကစားဝင်ကောင်းပေမဲ့အဝေးကွင်းဝက်စီနေမှာဆိုလို့ရှိရင်ဖူအန်ကတော်တော်လေးကိုညံ့နေတယ်မှာပါတယ်ဗောနော်အဲ့တော့ဒီဘွဲမှာတော့ဒီဖူအန်နေနဲ့ဘုံမောက်ကိုအနိုင်ယူဖို့ဆိုတာအကျဉ်းတွေပေါက်ခက်ခဲတယ်ပြီးတော့ဒီဘွဲမှာဖူအန်နေနဲ့ ဘုံဘောစီကတည်ရီတမတ်ခွေးယူဖို့ဆိုတာလေတော်တော်လေးခက်ခဲလိမ့်မယ်ပွဲစဉ်တစ်ပွဲလို့ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာဘုံဘောနိုင်သွားလိမ့်မယ်ဆိုတော့ကျွန်တော်ထင်တယ်ဘုံဘောကိုယ်တိုင်ကလည်းလက်ရှိပရီးမီးယားလိမှာဆိုလို့ရှင်သူတို့ကဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှင်ဘုံဘောကလီယူနိုက်တက်နဲ့တူတူတည်ရီကစားတည်ရီကြခဲ့တယ်ပြီးတော့နယူကာဆယ်နဲ့ဆိုလို့ရှင်လည်းဂုံးရှိတည်ရီကြတယ်ဗောနော်ဒီပွဲကဘုံဘောအတွက်အိမ်ဝင်းမှာနိုင်ဝဲကျင်းဒီပေါ်ပြန်ရှာမယ်ပွဲစဉ်တွေဝယ်လဲဖြစ်တယ်ဆိုတော့ဒီပွဲမှာဘုံဘောဖူဝန်ကိုအနိုင်ကစားနိုင်မယ်လို့လည်းကျွန်တော်အနေနဲ့ထင်တယ်ဗောနော်အဲ့တော့တည်ရီကြရင် 75ပြားရှုံးမယ်ဆိုတဲ့ခြေတစ်ခုမှာဘုံမောက်ဖူဝံကိုအနိုင်ကစားတော့မယ်လို့ထင်တယ်ဝစီဒူစီဒူဝမ်လောက်ဒီဖြစ်နိုင်ရရှိရပါတော့အဲ့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်နောက်ဆုံးရွေးချယ်မှုအနေနဲ့ပုံမှန်အတင်ရွေးချယ်ပြီးခြင်းနဲ့ပေါ့